ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးဆိုတာဥစ္စနုရဲ့သာသနာတော်မြတ်မှာမြတ်စွာဘုရားရဲ့ပါလဲလဲရတော်ယံလဝဲတော်ယံကဘယ်သူလဲရှင်မဟာမောက္ကလံဒီရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောက္ကလံကိုတော်မြတ်ကြီးနှစ်ပါးတို့ဟာလေအခသာဝကစုကိုပံကလေးကစသူတို့ဟာအတူတူပဲနော်တကကြီးတို့မကြီးများဒီဘုရားရဲ့လက်ထက်မှာလူဖြစ်လာတော့ တို့ရဲ့ယဟန်ပြုပုံကလေးကနည်းနည်းစိတ်ဝင်စားစရာကောင်းလို့လူငယ်တွေအတွက်နည်းနည်းရည်စူးပြီးတော့နည်းနည်းပြောပြမယ်ဟုတ်လားရှင်သာရိပုတ္တရာဥပတိတ်တဆိုတဲ့ရွာမှာဝင်ကန္တပုံနာကြီးနဲ့ရူပတာရီပုံနေမကြီးတို့ရဲ့တာနော်ဥပတိတ်တလို့ပဲရွာရဲ့နာမည်ရွာရဲ့အကြီးအကဲတထေးတကြွယ်ကြီးတူရဲ့တာပေါ့နော်အင်မတန်ပစ္စည်းဥစ္စာချမ်းသာပါတယ်ဒါကြောင့်သူငယ်ငယ်လေးတွေကဆိုသူ့ရဲ့အချမ်းအရာ900 အဲ့ဒါလေးအကုန်လုံးကခကြီးထွက်ပြီဆိုလို့ရှိရင်ရွှေထန်းစဉ်900နဲ့အဲ့ဒါလောက်ချမ်းသာတယ်ဟုတ်လားတကယ်ကြီးမိုက်မြရှင်မာမောက်ကလန်ကြတော့သူကအဲ့ဒါလိုမဟုတ်ဘူးသူကကောလိတရွာကမောက်ကလီပုံနေမှကြီးရဲ့ပါဟုတ်လားသူကဘာလဲဆိုတော့ဟိုအာဇာနီမြင်ကတဲ့ယထာ900အချံရန်ရှိတယ်လို့ပြောတယ်သူကလည်းအဲ့ဒါလောက်ချမ်းသာတယ်ငငယ်လေးတွေကစပြီးတော့သူတို့နှစ်ဦးဟာလေ ဟိုမြေမုံကစားဘက်လေပင်တွဲပေါ်တွဲဘက်ကလီပေါ့ဆာလေးတွေကစားတငယ်ချင်းပေါ့အဲ့ဒီကောဒိတနဲ့ဥပတိတတငယ်ချင်းတွေဟုတ်လားအဲ့ဒါနည်းနည်းကြီးပြင်းလာပြီဆိုတော့လည်းပဲဒီလိုဦးဇင်းတို့သွားတူလာတူစားတူနေတူထိုင်တူအင်မတန်ခင်မင်နဲ့အင်မတန်ရင်းနှီးတယ်လို့ဆိုတယ်သူတို့ယဟန်ပြုခြင်းရဲ့အကြောင်းလေးကနည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်ပေးသက်တို့လည်းကြားတော့ကြားဘူးကြပါလိမ့်မယ်ပွဲကြည့်ရင်းနဲ့ယဟန်ပြုခြင်းစိတ်ပေါက်တာနောက်တကကြီးမိုက်များ သူတို့ကပြောဝဲရှင်ဝဲကြည့်ရင်လည်းတူတူပဲစင်ကြီးတွေဆောက်ပြီးတော့စုချသိရင်စုချရေတရာတွေ့ရင်တူတူကြီးဒီတလူပဲတူတူကြည်လာရင်းနဲ့တနေ့တော့ပါရမီကံတွေကလည်းနှိုးစော်လာတော့လေအသိဉာဏ်တွေကလည်းကြီးလာတဲ့သဘောရှိတယ်အဲ့ဒီမှာဥမတိတ်တရှင်သာရိပုတ္တရာရဲ့အလောင်းဖြစ်တဲ့ဒီလူလင်ကဘာစဉ်းစားလဲဆိုတော့ဟောဒီလူတွေပွဲကြည့်နေတဲ့လူတွေကိုလေနှစ်ပေါင်းတရာအတွင်းမှာအကုန်လုံးတေကြမှာ ဘာမြင်ပြိုเสียရှိလေလို့ဒါကိုစဉ်းစားနေတာနောက်တကယ်ယူမိုက်မြတ်တပိပိအလုံးစုံလေးဖြစ်ကုန်သောဤမေဤတတ္တဝါပေါင်းတို့သည်ဩရံဝိသတတနှစ်ပေါင်းတရာကာလအတွင်မှပဲမေစုမှုခေတိမေရဲ့အခတွင်မှပဋိသန္တိကြာရောက်ကြရပေကုန်လိမ့်မယ်ဒီလူတွေအကုန်လုံးနှစ်ပေါင်းတရာရဲ့အတွင်မှတိမေရဲ့ခတွင်ကိုသက်ဆင်းကြရမယ်လူတွေကြီးပဲလို့တံဝေကညာရင်းရင်းတန်တန်ဖြစ်ပြီးတော့ အခါတိုင်းပွဲကြည့်တယ်လို့မျိုးမဟုတ်ဘူးမှိုင်းပြီးတော့နေတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲကိုတိတ္တလူလင်ကလည်းအဲ့ဒါလို့စဉ်းစားနေတာအဲ့ဒါလို့စဉ်းစားတော့ပွဲပြီးပြီဆိုတော့တကယ်ချင်းမင်းကြည့်ရတာဒီနေ့သိပ်ပျော်ဖို့မရပါဘူးဘလို့ဖြစ်နေလဲငါတော့ဒီလိုစဉ်းစားမိတယ်ကွာတိုက်ဆိုင်လိုက်တာတဲ့ငါလည်းပဲဒီလိုစဉ်းစားမိအဲ့ဒီလို့ဆိုရင်တို့ဘာလုပ်ကြမလဲအမေဟိငါတို့တရွေသည်မောက်ခမကိုလွတ်ရလန်းကိုတည်ခြင်းတရားမှလွတ်ရလန်းကို ပရိယေတိတဘောရှာမိမသင့်မယ်တည်ခြင်းတရားကလွတ်ရလန်းကိုတို့ရှာမဖြစ်မယ်ဆိုပြီးတော့တငယ်ချင်းတယောက်အညီညွတ်တိုင်ပင်ပြီးတော့မြင့်မြတ်တဲ့တရားကိုရကြည်ရင်ဒီလူဟုတ်ကြောင့်လည်းလုံနေလို့တော့အင်းပြေမှာမဟုတ်ဘူးဒါကြောင့်ယဟန်တပါးပါးရဲ့အသွင်ကိုယူမဖြစ်မယ်ဆိုပြီးတော့ဥစဉ်တို့တင်းစည်းဆရာကြီးရဲ့ထံမှာဒီတငယ်ချင်းတယောက်ဟာပရပိုက်အဝတ်ကိုဝတ်ကြတယ် ရှိတဲ့စည်းစိမ်တွေအကုန်လုံးစွန့်ပြီးတော့ဝိတ္တံနော်ဒီကိစ္စမိုက်ပြအဲ့ဒီနေ့ကစပြီးတော့အမှန်တရားသစ္စာတရားဇာတဲ့ကတိုင်ပြောရလို့ရှိရင်တော့မောက္ခမက်ကုန်းတဲ့လွတ်ရလန်းကိုရှာတာမိတ္တရေဘာလန်းလဲလွတ်ရလန်းဒီစကားလေးကိုတည်တည်ချာချာစဉ်းစားကြည့်လွတ်ရလန်းကိုရှာတယ်ဆိုတော့ဒီလန်းကိုမတွေ့မသိမတွေ့မချင်းတော့မိမိတို့မှမလွတ်သေးဘူးဆိုတဲ့အတိတ်ပဲနော်ဒီကိစ္စမိုက်ပြ မလွတ်သေးလို့မို့လွတ်ရကို ရှာရတာမဟုတ်လားဟုတ်လားအေးအဲ့ဒီလိုသစ္စာတရားကို ရှာရင်ရှာရင်နဲ့သူတို့ရဲ့ဆရာဖြစ်တဲ့သိန်းစည်းဆရာကြီးရဲ့အယူဝါဒတွေကိုသူတို့ဟာရက်ပိုင်းတွင်းမှာပဲတက်တယ်။ဘာနှစ်သာရမှမရှိဘူးဆိုတာလဲသူတို့သိတယ်။သို့တော်လည်းပင်လွတ်ရလမ်းကို မတွေ့သေးတော့ဒီလိုနဲ့ရှာဖွေပြီးတော့လာရင်နဲ့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလောကသုံးပါးမှာအထုတ်ထိတ်ကိုရောက်တယ်မဟုတ်လား။ အင်းအဲ့ဒီမှာရှင်အတ္တသိမထေဟောတဲ့တရားရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့ဥပါဒိတလူလင်အရင်နာရတယ်မဟုတ်လားဒါပေတတ်တို့သိတယ်နော်ဒကာကြီးမိုက်မြဒီရှင်အတ္တသိရသွားပုံလာပုံနေပုံထိုင်ပုံကိုကြည့်ပြီးတော့ဒီလောက်နူးညံ့သိမ်မွေ့တည်ငြိမ်မှတော့အမှန်တရားကိမ့်မေလို့ခံမှန်းမိတယ်ဒါကြောင့်မလို့နောက်ကလိုက်သွားပြီးတော့မေးတာပဲရှင်ဘုရားဘုဇုရဲ့တပည့်လေးအရှင်ဘုရားဘလူတရားမျိုးကိုကြိုက်လေး အဲ့ဒီမှာရှင်ရတ္တိကငါခုမှယဟန်ပြုစားပဲရှိပါသေးတယ်ဆိုပြီးတော့အတင်းတောင်းမှန်တော့မှရေဓမာဟေတုပပဝဒေသဟေတုတတာကတောအာဟပိတတုကြားဘူးတယ်နော်အေးအဲ့ဒီမှာဂါထာတပုတ်တောင်ဆုံးအောင်မနာသေးခင်မှာ သုံးပါဒရဲ့အဆုံးမှာ ရှင်သာတိပုတ္တရာအလောင်းဟာလေသောတာပတိမဉ္ဇဉ်ကိုရအဲ့ဒီမှာတော်ပြီဗျာရှင်ဖုရားဒီလောက်ဆိုရင်ရအောင်တော့ဖုရား တပည့်တော်သစ္စာတရားကိုသိပြီအရှင်ဘုရားတို့ရဲ့ဆရာတပည့်တော်တို့ရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားဘယ်မှာသတင်းသုံးလို့အေးဘယ်မှာဘယ်မှာသတင်းသုံးနေတယ်အဲ့ဒီလိုဆိုရင်တပည့်တော်ရဲ့အချက်ဆုံးတငယ်ချင်းဂတိကဝတ်ထားတာရှိတယ်။သွားပြီးတော့တပည့်တော်ပြောရဦးမယ်ဆိုပြီးတော့ဥမတိတ်တလူလင်ပရပိုက်ပြောတဲ့တရားစကားကိုနားထောင်ပြီးတော့ကောဏိတလူလင်ပရပိုက်ကလည်းပဲသောတပတ္တိမဉ္ဇဉ်ကိုရဟုတ်လားအဲ့ဒီမှာဘုရားစီသွားတော့မယ်ဆိုတော့သူတို့ရဲ့တပည့်125ယောက် အင်း250တယောက်ကို125ယောက်ရှိအဲ့ဒီတပည့်250နဲ့မြတ်စွာဘုရားဒီသွားတော့မေးဆိုတော့သိန်းစည်းဆရာကြီးကိုခေါ်တယ်ဆရာကြီးလည်းလိုက်ခဲ့ပါတပည့်တော်ကျွန်တော်တို့သစ္စာတရားကိုတွေ့ပြီအဲ့ဒီမှာသိန်းစည်းဆရာကြီးကဘာလို့သွားကြမှလဲမင်းတို့2ယောက်နဲ့5နဲ့3ယောက်ဟောဒီတပည့်ပိဋကကြီးကိုအတူတူအုပ်ချုပ်ကြတာဗော ပိဋကအမှန်တရားထက်ဂုံပကာသနပိဋကအချွေယံကိုမမောတာနော်အဲ့ဒီမှာဘယ်လိုမှခေါ်လို့မရတော့အဲ့ဒီလိုဆိုရင်ကျွန်တော်တို့ကတော့သွားမှာပဲဆိုပြီးတော့တပည့်တွေကို ခေါ်သွားတော့သိန်းကြီးဆရာကြီးဟာသွေးအံပြီးတော့ကြံရစ်တယ်တူတူပြောရတော့လေအဲ့ဒီလိုနဲ့မြတ်စွာဘုရားကြီးရောက်မြတ်စွာဘုရားကယဟန်တော်တွေကိုအကတာဝကအစုံဖြစ်တဲ့ဥပဋိဒ္ဒနဲ့ကောလိတတို့ရောက်လာကြပြီလို့ဗျာဒိစကားပြော အဲ့ဒီမှာသိန်းစည်းဆရာကြီးခေါ်တာမလိုက်ဘူးဆိုတာကိုအကြောင်းပြုပြီးတော့ဂါထာလေးနှစ်ပုဒ်ဟောထားတာရှိတယ်။ဒါလေးလည်းအင်မတန်ကောင်းပါ။အာသာရိသာရမတိနောသာရိသာသာရတတိနာ တေသာရနာရိကိသန္တိမိစ္ဆာသင်္ကပ္ပါဂောစရာဟောဒီလောကကြီးမှာညံနေကြတဲ့ပုဂ္ဂိုလ်တွေဟာအတွေးခေါ်မှားတဲ့အတွက်ကြောင့်တန်ဖိုးရှိတာမရှိတာကို ခွဲခြားပြီးတော့နားမလည်ဘူးတဲ့။နော်ဒကာကြီးမိုင်းမြ။ညံမရှိတဲ့လူတွေဟာ အဖိုးတဏ္ဍာရဲ့မတဏ္ဍာရဲ့ကိုပါလေခွဲခြားပြီးတော့မသိဘူးနားမလဲဘူးနားမလဲတဲ့အတွက်ကြောင့်သူတို့ဟာတန်ဖိုးရှိတာနဲ့လွဲချော်ကြတယ်တဲ့နော်တန်ဖိုးရှိတာနဲ့မလွဲချော်ခြင်းရင်ပထမအဆင့်ဘေးရာဟာတန်ဖိုးရှိတယ်ဘေးရာဟာတန်ဖိုးမရှိဘူးလို့သိရမယ်မို့လားဟင်တကယ်ကြီးမိုက်မြအခုတရားကိုလာနာတယ်ဆိုတာအဲ့ဒီဉာဏ်ကြီးထွားစေဖို့လာနာတာနော်ဘေးရာကတော့တန်ဖိုးရှိတယ်ဘေးရာကတော့တန်ဖိုးမရှိဘူး ဘယ်ရာရဲ့တန်ဖိုးကတော့ဘလောက်ဘယ်ရာရဲ့တန်ဖိုးကတော့ဘလောက်လို့လောကီစည်းစိမ်ရဲ့တန်ဖိုးတရားဓမ္မရဲ့တန်ဖိုးဒါတွေကိုအကဲဖြတ်တဲ့ဖို့အတွက်တရားကိုလာပြီးတော့နော်